ဂိမ်းစောတဲ့သူတိုင်းတိထားတဲ့တန်တာဘက်နဲ့ထုတ်တမ်းမိတ်ကြောင်းအားလုံးမင်္ဂလာပါ AM Game Show နေပြန်လေကြိုဆိုလိုက်ပါရယ်အရင်ဆုံးထုတ်တမ်းမိတ်အကြောင်းကိုပြောပြပါမယ်ဒါမဲ့မျိုးစားတွေကိုအနည်းထုတ်လိုက်ရင် physical damage, magic damage, true damage ဆိုပြီးတော့၃မျိုးပဲရှိပါတယ်။ physical damage နဲ့ magic damage ဆိုတာက physical အသက်ပဲပေးပြီး magic power ပဲပေးပြီး physical damage နဲ့ magic damage တွေကို physical defend နဲ့ magic defend အနေနဲ့ကာလို့ရပါတယ်။ true damage ကိုတော့ဘာ defend နဲ့မှကာလို့မရပါဘူး။ enemy ကိုတိုက်ရိုက်ထိစေတဲ့ damage အမျိုးစားပါ။ true damage တရားပေးရင် တရားရော့စီမှာဖြစ်ပါရဲ့။ဘာနဲ့မှကောင်တာလို့မရပါဘူး။ဘတ်တက်စပယ်ဒီထဲမှာဆိုရင် AQ နဲ့ Retry က True Damage ပေးပါရဲ့။ Python နေထဲမှာဆိုရင်တော့ Antlet Button နဲ့ Tyrian Site Y8 စတာတွေက True Damage ပေးပါရဲ့။ Sky Breezer မှာလည်း True Damage ပါပါရဲ့။ Sky Breezer အကြောင်းကိုတော့ Video တက်တက်တပုတ်တင်ပေးထားပါရဲ့။အဲ့မှာသွားပြီးတော့ကြည့်လို့ရပါရဲ့။ဒီဖက် Item တစ်ချောင်းဖြစ်တဲ့ Thunderbird မှာလည်း True Damage ပါပါရဲ့။ Thunderbird ဆိုတာကတော့ Tank တွေ Fighter တွေအမကောင်တွေမှာထည့်တုံးလေးရှိပါရဲ့။ ဒီအိုက်တမ်ကိုထွက်လိုက်တာနဲ့သွေးရှိရဖို့ရမယ်15ရာခိုင်နှုန်းဖိစကယ်တဖန်မက်ဂျစ်တဖန်ဒါအပြင်မူမစပီ20လဲတိုးပါသေးတယ်သူ့ရဲ့ပတ်စစ်ကတန်တာဘောလို့ခေါ်ပါတယ်၄၀ကန်တိုင်းမှာရပါတယ်ပတ်စစ်တက်စုဖို့အတွက်ပတ်စစ်ရနေတဲ့အချိန်မှာ enemy ကို visit attack နဲ့ချရမှာဖြစ်ပါတယ်စကေးရီတုံးရင်တော့ stand မရပါဘူးပတ်စစ်ရမရဆိုတာသိရဖို့အောက်နားမှာရှိနေတဲ့တန်တာဘောလေးကိုကြည့်ရမှာဖြစ်ပါတယ်တန်တာဘောလေးကဝိုင်းလင်နေတယ်ဆိုရင်ပတ်စစ်မရပါဘူးတန်တာဘောလေးလဲမနေမှပတ်စစ်ရမှာဖြစ်ပါတယ်သူ့မှာနောက်ထပ်ပတ်စစ်တစ်ခုလည်းရှိပါသေးတယ် အဲ့ဒါကတော့ပက်စစ်ရနေတဲ့ချိန်မှာ enemy ကို basic အတက်နဲ့ချရင်69ရာခိုင်နှုန်း slow အဖက်ပေးတာဖြစ်ပါတယ်အဲ့တော့ true damage လည်းပေးတဲ့ standard ဘက်က defense item များများထည့်တဲ့တန်နေ fighter တွေနဲ့ပို့လိုက်ပါတယ်အပြင် true damage ရဖို့အတွက်လည်းကျွန်တော်တို့ rabbit လို့ခေါ်တဲ့ orange bat လေးကိုစားပေးရင်လည်း true damage ရပါတယ်ဒီလောက်ဆိုရင်တော့ true damage နဲ့ standard ဘော့အကြောင်းတိတိနဲ့လောက်တိသွားမှထင်တယ်အဲ့တော့နောက်ဘူးလေးတွေမှာပြန်တွေ့ကြပါမယ်ကျွန်တော်တို့တက်ပိုင်းမှာ